အလုပ်ကိစ္စလေးရှိနေတော့တုံးတစ်ချက်ပြီးတော့ရိုက်တာအောင်လောက်ကြသွားတယ်เนาะကျွန်တော်တို့စံတော်ချင်းအားဖြင့်ဆိုထိုင်းစံတော်ချင်းဆိုကျွန်တော်တို့အာညနေ9နာရီခွဲလောက်ဆိုပမာစံတော်ချင်းဆိုညနေ9နာရီလောက်ဖြစ်နေပြီเนาะအဲ့ဘက်ကကျွန်တော်တို့ဒီနေ့ပေါ့เนาะဒီနေ့ကမ္ဘာရွှေစေးရမင်းညာတော့ဆိုရင်အမေရိကန်ဘန်တုံးထွက်ပြီးရဲ့ခါမှာဈေးတောက်ချောက်ထိုးကြခဲ့တယ်ဒီနေ့မနက်ခင်းမှလည်းဈေးအကြဆက်ပြခဲ့တယ်နေ့လည်းကင်ဥရောပချင်းရောက်မှာတော့ကျွန်တော်တို့ဈေးပြန်တက်လာခဲ့တယ်ကမ္ဘာရွှေစေးပေါ့ခုနကတော့ဆိုရင်ကျွန်တော်တို့4000ဒီဘာတီတက်ခဲ့တဲ့ကမ္ဘာရွှေစေးက ဈေးအသက်ဖက်ပြန်သွားတော့မလားဈေးဆက်ကြမလားဈေးညင်မလားဆိုတာကိုကျွန်တော်သုံးသပ်လို့ရအောင်လို့ကဘာရွှေရဲ့ဈေးအသက်ချချက်လေးကိုကျွန်တော်ကြည့်ပြီးတော့သုံးသပ်ကြည့်လိုက်အောင်နော်ဟုတ်ပြီအဲ့ဖက်တခါကျွန်တော်တို့ကဒီမှာဆိုတာကဘာရွှေဈေးကိုတည့်ရတာအနေထားနဲ့ကြည့်ချင်းချင်းဖြစ်ပါတယ်ကျွန်တော် market ခေါ်တာဆို day one gain နဲ့ပေါ့နော်ဒီနေသားလေးကိုကျွန်တော်တစ်ဖက်ကသတင်းတွေပါဒီချက်မေးကြည့်လိုက်သတင်းတွေပါဒီချက်မဲ့စံချင်းနေဈေးတက်ခဲ့တာရေးပါဒီတစ်ချက်မေးပြီးတော့ဒီအနေထားကိုပေါ့ကျွန်တော်တစ်ချက် market ကိုပဲကျွန်တော်တစ်ချက်ကြည့်လိုက်အောင်ဒီအနေအထားကိုကျွန်တော်တို့ခန်းစားတက်ဝင်ကြည့်အောင်เนาะကျွန်တော်ဆရာတယောက်ပြောပြတာရှိတယ်။တခါကြောက်ကျွန်တော် feed the market ပေါ့เนาะဈေးကွက်ကိုကျွန်တော်ခန်းစားကြည့်ပြလို့ရတယ်။ဈေးကွက်ကဘယ်ဘက်သွားခြင်းနေရလဲ။ဟိုကျွန်တော်ကတခါတခါလေးသတင်းလေးဟာကျွန်တော်နီးပညာပိုင်းနေပါတယ်ကျွန်တော်ပြုံပြီးတော့စဉ်းစားရပေါ့เนาะဘလို့ဖြစ်နိုင်တယ်ဘလို့ဖြစ်နိုင်တယ်ပြုံပြီးစဉ်းစားရတခါလေးကြောက်ဈေးကွက်ကရိုးရှင်းရှင်းမဲ့သွားနေရဟာမျိုးရှိတယ်ခင်ဗျာ။ဘယ်ဘက်သွားခြင်းနေရဈေးကွက်ကကျွန်တော်ဘယ်ဘက်ကိုဥတည်နေရလဲ။ဒီမှာဆိုကြည့်လိုက်ပေါ့เนาะဒါဒီမှာဒါတော့တက်ခဲ့တယ်ဗျာ။ဒါရောက်အတက်ကြီးရှင်းတယ်။ဒီဘက်ကအချအကြကြီးပြတယ် ကြည့်လိုက်ကျွန်တော်တောက်လျှောက်အကြတယ်ကြည်ပဲအကြတုံးကသေးတာရရှိတယ်ကြီးတာရရှိတယ်ဒီကြားထဲမှာကျွန်တော်အစိမ်းအောင်အတုံးလေးတုံးပဲတွေ့ခဲ့ရပြောချင်တာလက်ရှိကပတ်ရွှေဈေးကအကြဘက်ကိုဥတည်နေခြင်းဖြစ်ပါကြားဖို့ကိုကျွန်တော်တို့တာဆူနေခြင်းဖြစ်ပါတယ်ဒါပေမဲ့အကြအားကတော့နဲတာပေါ့နော်ဒါဒါလည်းကျွန်တော်အရင်ကတရက်တာသုံးချက်ဗီဒီယိုတွေမှာပြောခဲ့ပြီးသားပါဈေးကစံချင်းတင်တက်ပြီးသွားပြီဆိုရင်ကြားတဲ့ခါမှာအကြနှီးတယ်တီးနေပဲကြားပြောချင်တာကိုလည်းပြောချင်တာတရက်လောက်အကြအကောင်းကောင်းပြပြီးသွားပြီဆိုရင် နောက်ရက်တွေက အကြဖြစ်ဖြစ်ပြီးချင်းတအီးနဲ့သွားတာမျိုးရှိတယ်ဒါမှမဟုတ်လဲကြလိုက်ပြန်ကန်တက်လိုက်ကြလိုက်ပြန်ကန်တက်လိုက်ကြလိုက်ပြန်ကန်တက်လိုက်သွားတာမျိုးရှိတယ်ဥမာဒီတပတ်မှဆိုလဲဈေးရအကြပြတ်ဖို့အတွက်ကျွန်တော်အပေါ်ပြန်ကန်ပြီးမှအောက်ကိုပြန်ကြရခင်ဗျဥမာတနင်္လာနေ့ရဆိုလဲကျွန်တော်အာ၄၁၀၁၀ဒီပိုင်းတက်ပြီးတော့ပြန်ကြသွားရပေါ့နော်ဟုတ်ပြီပြီးတော့ကျွန်တော်တို့အင်္ဂါနေ့ရဆိုလဲကျွန်တော်တို့ကကြဖို့ရေးကိုကျွန်တော်တို့၄၁၉ဒီပိုင်းအသက်ပြပြီးမှအောက်ကိုထိုးကြပါမနေ့ရဆိုလဲကျွန်တော်၄၃၀ဒီဆွတ်တင် ဒီတော့သူကနာဒီဆွဲတင်ပြီးတော့ကျွန်တော်တို့ညဘက်အမေရိကန်ဘန်ဒိုထွက်ပြီးမှတောက်လျှောက်ကြတယ်။ဒီနေ့လည်းအလိုပဲဆွဲတင်နေတာဖြစ်ပါတယ်။ဆွဲတင်နေတဲ့အခါမှာကျွန်တော်တို့ကလက်ရှိကမ္ဘာရွှေ့စည်းသွားနေတဲ့ direction ကအကြဘက်ကိုတဖြည်းဖြည်းချင်းသွားနေတာဖြစ်တဲ့အခါမှာကျွန်တော်ကဘာလို့အောင်လဲရှင်းပါဈေးအမြင့်အမြင့်ဈေးကိုစောင့်ပြီးတော့ရောင်းအောင်ဖြစ်ပါတယ်။ပြီးတော့ကျွန်တော်အမြင်အပြောရမယ်ဆိုရင်လည်းကမ္ဘာရွှေ့စည်းကဒီနေ့မှာရောဒီနေ့တည့်ရက်တာမှာအတက်နဲ့အတက်ခပ်ပါးပါးနဲ့ပြီးခန့်ရင်တော့မှ တက်လာတာဈေးပိတ်မယ်မနဲ့ပြန်မှာတော့ကျွန်တော်တို့အကြမြင်အောင်များပါတယ်အနည်းဆုံး3900အောက်တော့ထိအကြမြင်ရနိုင်ပါတယ်ခင်ဗျအဲ့ဒါဆိုကျွန်တော်ရှင်းပါတက်ရှိနေတာကျွန်တော်အရောက်ပဲဦးစားပေးရမှာဖြစ်ပါတယ်အဝယ်ရောဝယ်တော့မရဘူးလားရပါကျွန်တော်အာနီးပညာပိုင်းရပြအောက်ဈေးတွေပါရောက်ပြီးပြန်တက်ဖို့လက္ခဏာတွေပါပြလဲဆိုတော့ကျွန်တော်ဝယ်လို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ကဈေးကွက်လာရတိုင်းပဲတွားခြင်းနဲ့ဈေးကွက်ယူနေတဲ့ပေါင်းနောက်ပဲလိုက်ခြင်းနဲ့ဆိုရင်တော့အရောက်ကိုဦးစားပေးတာကတော့ဒါပိုဖြစ်တင်တာပေါ့နော် အဲ့ကြောင့်ကျွန်တော်ဒီနေ့မှာလည်းကျွန်တော်အကြောင်းကိုဦးစားပေးပါမယ်ဒီနေ့တည့်ရတာမှာကျွန်တော်တက်ချင်းကြချင်းထက်ဈေးကွက်သွားတဲ့နောက်ကိုကျွန်တော်လိုက်ချင်းဖြစ်ပါတယ်ဒီနေ့တည့်ရတာမှာအသက်နဲ့လည်းပြီးကောင်းပြီးနိုင်တယ်เนาะဒါပေမဲ့ဒီနေ့တည့်ရတာအသက်ကလည်းကျွန်တော်ဒီဒီနားလေးလုံးဝလိုမျိုးပေါ့เนาะအသက်သုံးခက်ကြီးကြီးနဲ့ပြီးမယ်မထင်ပါဘူးဒီလောက်လောက်ဝင်ကျင်ဗျာဒီလောက်လောက်ဝင်ကျင်အသက်သုံးခက်ပါပါလောက်နိုင်မယ်ပြီးလိမ့်မယ်ဒါပေမဲ့ဒီနေ့တည့်ရတာမှာအဲ့လိုအသက်သုံးခက်ပါပါနဲ့ပြီးလို့ဟာမနေ့ပြန်မှာအဲဈေးအသက်ဖက်ပြောင်းပြီးဆိုပြီးတော့ one star iron နဲ့ light မဝယ်ပါနဲ့ဒါမျိုးကကျွန်တော်ထောင်ချောက်ဖြစ်တတ်ပါတယ် ဒီမှာတော့ဆိုနေပြစီအတက်မှာအကြတော့ body နည်းနည်းကြီးကြီးနဲ့ခပ်ပါးပါးနဲ့ပြီးသွားတယ်ဟာဒီမှာကြပြီးတော့လိုက်ရောင်းတဲ့လူတွေဒီမှာတောက်ချက်တက်သွားတဲ့ခါမှာခံလိုက်တရတလို့ပုံစံမျိုးပဲဒီနေ့မှလည်းကြောင်ပြအတက်သုံးခပ်ပါးပါးနဲ့ပြီးသွားတယ်ဟာမနေ့ပြန်တက်ပြီးပဲဆိုလိုက်ဝယ်တဲ့လူတွေမနေ့ပြန်မှစီးကြသွားတာမျိုးကျွန်တော်မြင်ရနိုင်ပါတယ်အဲကြောင့်ကျွန်တော်ဒီနေ့တရက်တာမှာကပ္ပရွှေစီ3900အောက်ကြရင်ကြမကြဘူးဆိုရင်တော့မနေ့ပြန်တလားသာဈေးပြိမ့်မယ်အော်တိုဘာ31ရက်နေ့မနေ့ပြန်မှာတော့ကျွန်တော် 3900အောက်ဈေးအကြပါနော်တတိကျကပြောပါလို့မိမယ်ဆိုကျွန်တော်ဘယ်ဘယ်လောက်ဝင်းကျင်တီကျွန်တော်အကြမှန်းထားတယ်လို့မိမယ်ဆိုရင်ဒီဝင်းကျင်တီပေါ့နော်ကျွန်တော်တို့အဲ3850လောက်ထိကျွန်တော်အကြမှန်းထားပါကျွန်တော်ရေ3ချက်ရပါနော်အဲအပတကမှာကျွန်တော်တို့ဒီနေ့ညမရမလားမနေ့ပြန်မမရမလားတော့တစ်ချက်ကြည့်အောင်ပေါ့နော်ဒီနေ့မှလည်းကျွန်တော်ကတော့ခုနပြောလိုက်သူမဈေးကွက်တိုင်းနောက်ကိုလိုက်တဲ့အနေနဲ့ကျွန်တော်အယောင်းပဲကျွန်တော်စဉ်းစားပါမယ်ဈေးတက်တိုင်းအမြင့်ဈေးမှာကျွန်တော်လိုက်ရောက်ဖို့စူးစမ်းပါမယ်ဟုတ်ပြီဒီနေ့တည့်ရတာမှာကျွန်တော်ဘယ်ဈေးကြီးမှာကျွန်တော်ရောင်းတင်လဲ ကျွန်တော်အချိန်တစ်နာရီအတိုင်းအတာနဲ့ကျွန်တော်တစ်ချက်ကြည့်လိုက်အောင်ကျွန်တော်ကဈေးကွက်သွားတဲ့ပုံစံတော့အချိန်အမြင့်နေနဲ့ကြည့်ပေါ့နော်တုံမာတရက်သားလိုတပတ်သားလိုတလသားလိုဒါမှမဟုတ်လေ၄နာရီအတိုင်းအတာလိုပေါ့နော်ကြည့်ပေးမယ်ကျွန်တော်တို့ကရောင်းဝယ်လောက်ရမဲ့ point တွေသုံးသပ်မယ်ဆိုရင်တော့နည်းနည်းလေးကျွန်တော်တို့၄နာရီအတိုင်းအတာလိုအချိန်တစ်နာရီအတိုင်းအတာလိုနဲ့သုံးသပ်တာပို့ပြီးအဆင်ပြေတယ်ခင်ဗျဒါတော့ကျွန်တော် knowledge လေး sharing လုပ်ပြရအောင်ပေါ့နော်။ဟုတ်ပြီအားဖြင့်တခါမှဒီဒီနေ့တည့်ရတာကျွန်တော်ဘယ်ဈေးမှာဝယ်ဘယ်ဈေးမှာရောင်းတင်လဲလို့မြင်မှန်ဆိုရင်ကျွန်တော်တော့ အနည်းဆက်ဆုံးအနေနဲ့ကျွန်တော်ဘယ်ဈေးမှာရောင်းထားလိမ့်မယ်ဆိုရင်ကျွန်တော်4000နဲ့4030ကျားမှာကျွန်တော်ရောင်းထားလိုက်ပြခုနကတော့တက်သွားတော့ပါနော်အဲကျွန်တော်ရဲ့အကြံပေးနေတဲ့လူတွေဆိုတော့ကျွန်တော်ရောင်းခိုင်းထားတယ်4000နဲ့4030ကျားမှာရောင်းခိုင်းထားတယ်တကယ်လို့ပြန်တက်လာခဲ့ရင်လည်းရောင်းလို့ရတယ်4000နဲ့4030ကျားမှာရောင်းပါအရှုံးပိုင်းစီတန်းကျွန်တော်တို့4030အထက်မှာပေးလို့ရပါတယ်အမြတ်ပိုင်းစီတန်းကကျွန်တော်ဘယ်လောက်ထိယူလို့ရလဲမေးမယ်ဆိုရင် ကိုကစောက်နိုင်တယ်ဆိုရင်ကျွန်တော်တို့ဗျာ3920လောက်ထိယူလို့ရတယ်3920လောက်ထိယူလို့ရတယ်ဒီထက်ပိုပြီး risk ယူနိုင်တယ်ဒီထက်ပိုပြီးစောက်နိုင်တယ်ဆိုရင်တော့ကျွန်တော်တို့3850 3860ထိအမြတ်ပိုင်းဈေးတန်းပေးလို့ရပါတယ်ခင်ဗျာဟုတ်ပြီဒါတော့ပထမရောင်းအောင်ဈေးတန်း point ပေါ့နော်ဒုတိယရောင်းအောင်ဈေးတန်း point ကတော့ကျွန်တော်ဘယ်ဈေးတန်းစုံလဲလို့မြင်မယ်ဆိုရင်ဒီ3930နဲ့3930နဲ့ဒီကျွန်တော်တို့ ဒီကြဈေးတန်းဆုံးပေါ့ဗျာကျွန်တော်တို့39 sorry 3930ပြပါလေး4 3ည3ညကျွန်တော်ဈေးတန်းနေမပြုတ်မိတာပါ sorry ပါ4 3ည3ည3ည4 3 5ကြာဈေးတန်းဆုံးဖြစ်ပါဒုတိယရောင်းတင်တဲ့ဈေးတန်းဆုံးอ่ะပေါ့အဲ့ကြာမှာဆိုကျွန်တော်ကပ္ပချွေဈေးကိုကျွန်တော်တို့တက်လာခဲ့ရင်ကျွန်တော်ရဲရဲထက်ရောင်းလို့ရပါတယ်အချုပ်ပိုင်းဈေးတန်း4050အထက်မှာပေးပါအမြတ်ပိုင်းဈေးတန်းကျွန်တော်ခုနပြောလို့ပဲအနည်းဆုံး3920အများဆုံး3860 3850ထိပေးလို့ရပါတယ် ဒါတတိယရောင်းမယ်ဈေးရန်ဆုံးပေါ့ပြီးတော့ဒီနေ့မှာနောက်ဆုံးဈေးအတက်မှာရောင်းတင်တဲ့ဈေးရန်ဆုံးကတော့အပေါ်ဘက်ကကျွန်တော်တို့4395ဈေးရန်ဆုံးဖြစ်ပါတယ်4395နဲ့ဘယ်ကြဈေးရန်ဆုံးလဲလို့မေးမယ်ဆိုရင်ကျွန်တော်တို့ဒီဈေးရန်ဆုံးပေါ့ဗျာ4000ကိုကျွန်တော်တို့65ပေါ့4095ကြဈေးရန်ဆုံးဖြစ်ပါတယ်အရှုံးပိုင်းဈေးရန်4100အထက်မှာပေးပါအမြဲပိုင်းဈေးတန်းကျွန်တော်ခုနကလိုခုနကအရောင်းနေလိုမျိုးပဲအနည်းဆုံး390အများဆုံး 3860 3850အထိယူလို့ရပါတယ်။ဒါကတော့ကျွန်တော်နောက်ဆုံးရောင်းတင်တဲ့ဈေးနှုန်းဆုံးဖြစ်ပါတယ်။တကယ်လို့ဒါဒီမီတရီတာတွင်မှာဒါကဘာအခြေဈေးဒါ၄000အထက်မှာအချင်းတနားအတိုင်းတာပိတ်ဈေးနဲ့ဖောက်တက်ပြီးတော့ပိတ်သွားခဲ့တဲ့ဆိုရင်တော့ဒီနေ့အတွက်ပေါ့နော်အကြမှန်းလို့တော့မရတော့ဘူးခင်ဗျ။အတက်ဖက်ဖက်ဦးတည်သွားနိုင်ပါလေ၄000တရာအထက်မှာအချင်းတနားအတိုင်းတာပိစီနဲ့ဖောက်တက်ပြီးပိတ်သွားရင်ပေါ့နော်၄000တရာအထက်မှာအချင်းတနားအတိုင်းတာပိစီနဲ့ကျွန်တော်တို့ market ခေါ်ရ H1 book and set နဲ့ ဖောက်တတ်ပြီးမပိတ်မချင်းတော့ကိုကဈေးတက်တိုင်းမှာလိုက်ရောင်းလို့ရပါတယ်။တခုတ်ချီကပကိုရောင်းဝယ်လုံးမဲ့ပမာဏလို့ risk management တော့တေချာချိန်ဆပြီးအရောင်းဝယ်လုပ်ပါခင်ဗျ။တကယ်လို့ပေါ့နော်ဒီဈေးနဲ့နေဒီမတက်ပြကျွန်တော်ပြောဒီဈေးနဲ့နေမတက်ပါဈေးထိုးကြသွားရင်ရောဈေးထိုးကြသွားတဲ့ဆိုရင်တော့ကျွန်တော်ကဘယ်အောက်မှာပိတ်ရင်ကျွန်တော်ရောင်းလို့ရလဲလို့မြင်မယ်ဆိုရင်ကျွန်တော်တို့ဒီပြားစတက်ခဲ့တဲ့ point ဖြစ်တဲ့3.5ဈေးတဲ့အောက်မှာကျွန်တော်တို့ကပ္ပရွှေဈေး အချိန်တနားရီအတိုင်းတာပေးစီပေါ့နော်ဈေးအကြာကောင်းကောင်းကျွန်တော်တို့ market ခေါ်ရ H1 Bakeness နဲ့ဖောက်ကြပြီးပိတ်သွားတယ်ဆိုရင်ကပ္ပရွှေကိုကျွန်တော်တို့လိုက်ရောင်းလို့ရပါတယ်ဒါပေမဲ့ဒီကတော့နည်းနည်းတော့ risk များတာပေါ့ဗျာဘာလို့ဆိုတော့အောက်အကြာမှာရောင်းတာဆိုတော့ဈေးနှိမ့်တာဟုတ်ဒီ3ခု9ဆွဲစင်းတဲ့အောက်မှာအချင်းတိုင်းအတိုင်းတာပေးစေးဈေးအကြာကောင်းကောင်းနဲ့ဖောက်ပိတ်သွားပြီဆိုရင်လိုက်ရောင်းပါအမြတ်ပိုင်းဈေးတန်းကျွန်တော်3920လောက်ထိယူလို့ရတယ် risk ပိုယူနိုင်တယ်စောင့်နိုင်တယ်ဆိုရင်တော့ခုနကပြောတဲ့3860ဘောက်ဒီယူလို့ရမှာဒါပေဖြစ်နိုင်မယ်ဆိုရင်ဒီကတော့3920လောက်ထိပဲယူတာပိုကောင်းပါတယ်။ဘာလို့ဆိုဈေးကနှိမ့်တာဆိုတော့လीအဲဆိုတော့အရှုံးပိုင်းဈေးတန်းကတော့ကျွန်တော်တို့အာကျွန်တော်တို့ဒီဟိုဟာတော့ထက်ပဲပြောပါမှာ3990အထက်လောက်မှာပေးပါခင်ဗျ။ဒါလေးရဒီနေ့အတွက်ရောင်းအောင်မယ်ဈေးတန်းဇုံလေးလေးဖြစ်ပါတယ်။အဝယ်အတွက်ဆိုရင်တော့ကျွန်တော်တို့ဒီနေ့အဝယ်မကြိုက်ဘူးပြတကယ်လို့ကိုကဝယ်ချင်တဲ့ဆိုရင်တော့ဒီအောက်ကဈေးရနာရောက်ပြီဆိုရင် ဥပမာဆိုကြပါဆိုကျွန်တော်390ဒီဘိုင်းနာရောက်ပြီဆိုရင်ဒီနားလေးမှာဗျာကျွန်တော်ဒီလိုမျိုးဈေးအသက်တုံးကြီးကြီးတုံးပြီးခဲ့ပြီဆိုရင်ဒီနားလိုဝင်းကျင်လိုမျိုးပေါ့နော်ဈေးအသက်တုံးကြီးကြီးတုံး H1 နဲ့ပေါ့တနားကြီးအတိုင်းတာနဲ့အချင်းတနားကြီးအတိုင်းတာနဲ့ဒီလိုဈေးအစိမ်းအောင်တုံးကြီးဈေးအသက်တုံးကြီးကြီးတုံးပြီးခဲ့ဆိုရင်တော့ပြန်ဝယ်ဝယ်လို့ရတယ်ပြန်ဝယ်ပါဝယ်လို့ရတယ်အရှုံးပိုင်းဈေးနဲ့3900အောက်လောက်ပေးအမြတ်ပိုင်းဈေးနဲ့ပြ3980 3980ယူလို့ရတယ်ဒါမှမဟုတ်လည်းကျွန်တော်တို့ဒီပေါ်တော့ 4030,445အထက်မှာပေါ့4045အထက်ဒီမှာဘာကြီးမှာကျွန်တော်တို့အချိန်တိုင်းအတိုင်းတာပိတ်စင်းနေတဲ့ဖောက်တက်ပြီးပိတ်သွားပြီဆိုရင်ဝယ်လို့ရတယ်4085,480အထိတာဂက်ထားပြီးကျွန်တော်ဝယ်လို့ရတယ်ဒါမှလည်းကျွန်တော် ကတော့ကျွန်တော်တိုးတဲ့မြင်ရပြောတာနော်ဒါကတော့ကျွန်တော်ကဈေးကွက်မှာတော့အဝယ်ရောအယောင်ရောရှိပါပဲလူချင်းချင်းကြိုက်တဲ့ပဲနေလို့ရတယ်ကိုကအဝယ်အတွက်ဤပညာပိုင်းကကိုကတုံးတက်မိတယ်ဗျလက္ခဏာပြလို့ဝယ်တာဝယ်လို့ရတယ်ပြဿနာမဖြစ်ဒါမှကျွန်တော်ကဒီနေ့အတွက်အဝယ်မကြိုက်ဘူးဗျ ဈေးတက်တိုင်းကျွန်တော်လိုက်ရောင်းဖို့ကျွန်တော်ကြိုက်တယ်ကျွန်တော်အမြင်အရလဲမှားနိုင်တယ်နော်ကျွန်တော်လည်းဒီခါလေးသုံးသက်ချက်အမကြီးလုတ်ကောင်းလုံးမိကောင်းလုံးမိနိုင်တယ်ဥမာအင်္ဂါနေ့ရဆိုရင်ကျွန်တော်တက်မမှန်တာဈေးကျသွားမျိုးတွေရှိတယ်ပေါ့နော်အင်္ဂါနေ့တော့ဆိုရင်အဲ့ဒါပြတယ်ကဒါပေမဲ့ကျွန်တော်ဒီနေ့အတွက်တော့ကျွန်တော်ကျွန်တော်သုံးသက်ချက်ကိုကျွန်တော် confidence ရှိရှိနဲ့ယုံကြည်ချက်ရှိနဲ့ပြောချင်တာကကျွန်တော်တော့ဈေးကျမယ်မှန်းထားတယ်ဒီနေ့ညကျရင်ကျမကျရင်ကျွန်တော်မနေ့ပြန်အကြအကောင်းဆုံးမြင်ရမယ်လို့ကျွန်တော်မှန်းထားပြတယ်ကကျွန်တော်ကတော့ ဒီနေ့တက်တိုင်ရောင်းဖို့ဖန်ထားပါတယ်လက်ရှိမှာလည်းကျွန်တော်၄တောင်းစေတန်အထက်မှာကျွန်တော်ရောင်းထားတယ်ပေါ့နော်လက်ရှိဆိုကျွန်တော်3986လာ85လာအဲ့လောက်ဝင်ကျင်တော့ကျွန်တော်ဈေးကျနေရအောင်တွေ့ရတယ်ဒီကျဆက်အောက်ကောင်းမလားပြန်တက်လာအောင်မလားတော့ဆက်ပြီးတော့စောင့်ကြည့်ရမှာပေါ့နော်ဟုတ်ပြီဒါလေးကကျွန်တော်အရောင်းဝယ်လုပ်ရမယ့်ဈေးတန်း point လေးဖြစ်ပါတယ်ပြီးရင်ကျွန်တော်ဒီနေ့တရက်တာပေးစေပေါ့တကယ်တော့ဒီနေ့တရက်တာပေးစေရအဲ့လောက်ကြီးအရေးကြီးတာတော့မဟုတ်ဘူးခင်ဗျဘာလို့လဲမေးမယ်ဆိုရင်မနေ့ဖြန်အရေးကြီးရမနေ့ဖြန်တက်လာတာဈေးပေးမယ်နေ့ ဒါမှမဟုတ်ကျွန်တော်သုံးစံတိုင်းပေါ့နော်ဤပညာပိုင်းရာဆိုရင်တော့တရက်တာအပေစီရာကျွန်တော်အခြေခံပြီးတော့သုံးသပ်ရမယ်ဆိုရင်ဒီနေ့တရက်တာအပေစီဘယ်ပေါ်ပိရင်စီပြန်တက်နိုင်လဲဘယ်အောက်ပိရင်စီဆက်ကြနိုင်မလဲဒါမှဒီနေ့မှာကျွန်တော်နည်းနည်းလေးပေါ့နော်အဲအဲ့ဈေးကနည်းနည်းလေးတော့ကြွားလိမ့်မယ်ခင်ဗျအသက်ပတ်တည်ကြဖို့အတွက်ဆိုရင်ကျွန်တော်တို့ကဘယ်ပေါ်ပိနိုင်ဖို့လိုအပ်လဲလို့မြင်မယ်ဆိုရင်ကျွန်တော်တို့ 4045အထက်မှာတရက်တာဈေးပိတ်နိုင်ဖို့လိုအပ်ပါတယ်။4045အထက်မှာတရက်တာဈေးပိတ်မယ်ဆိုရင်ကဘာရွှေဈေးပေါ့နော်ပြန်တက်ဖို့မျှော်လင့်လို့ရတယ်။ပြန်တက်ဖို့မျှော်လင့်ရတယ်ဟိုလိုမျိုးကျွန်တော်တို့ပြစံချိန်နေတက်မပြောတာမဟုတ်ဘူးနော်။ရေတိုးပြန်ကန်အတက်မှန်းလို့ရတယ်။လုံးဝစံချိန်နေတက်ဖို့ဟာဖြစ်နေတယ်ဆိုရင်ကျွန်တော်ကဘာရွှေဈေးကဘယ်ပေါ်ပိတ်ဖို့လိုအပ်လဲမြင်မယ်ဆိုဒီ4160အထက်မှာ တရက်တာပိတ်သွားပြီဆိုရင်တော့အရင်တော့အလိုမျိုးဗျာစံချင်းတက်ဈေးအသက်စံချင်းတက်တင်ဖို့မှန်းလို့ရပါဗျာ၄500ရာဘာကြီးမှန်းလို့ရဒီ460ထက်မှာတရက်တာဈေးပိတ်မှာဒါ၄500ရာဘာကြီးကျွန်တော်ပြန်မြောင်းမှန်းလို့ရမယ်ဒီ445အထက်မှာတရက်တာဈေးပိတ်သွားရင်တော့ရီတူပြန်ကန်အတက်လေးပေါ်မနေ့ပြန်မှာမြောင်းမှန်းလို့ရတယ်ဟုတ်ပြီစံချင်းပန်းအနေနဲ့ပေါ့နော်ကျွန်တော်တို့ဒီနေ့တရက်တာအပိတ်ဈေးဒါဒီ390အောက်မှာပိတ်သွားရင်တော့ကဘာရှိဘူးဗျာကျွန်တော်တို့ မနက်ဖြန်မှာ3800နာထီတောင်ကျွန်တော်မြင်ရနိုင်တယ်ဒီထက်ပိုကျသွားရင်တော့ကျွန်တော်ဒီဘက်3900အာဒီမှာ80လို့80လို့ထီတောင်ကျွန်တော်မြင်ရသွားနိုင်တယ်ဘောနော်အဲ့ဒါဆိုတော့ကျွန်တော်ဒီနေ့တရတာပိတ်စီပြန်မပိတ်မလဲကျွန်တော်စောင့်ကြည့်အောင်ဖြစ်ပါတခုကြီးကဒီနေ့တရတာပိတ်စီကဈေးအတက်တုံးနဲ့ပိတ်သွားတာအဲဈေးအကျတုံးနဲ့ပိတ်သွားတာအရေးမကြီးဘူးဘယ်ဈေးနဲ့အပေါ်မှာပိတ်လဲဘယ်ဈေးနဲ့အောက်မှာပိတ်လဲပဲကျွန်တော်စောင့်ကြည့်အောင်ဖြစ်ပါတယ်โอเคဒါလေးကကျွန်တော်နီးပညာပိုင်း30ချက်ပေါ့เนาะသတင်းပိုင်းကိုကျွန်တော်တွားမယ်သတင်းပိုင်းကိုကျွန်တော်တွားလိုက်ခါမှာ ကျွန်တော်တို့ခဏလေးကြောင်းဒီမှာအမေရိကန်သတင်းတွေနဲ့မှာကျွန်တော်ရွေးကြည့်လိုက်ပါဘောနော်သတင်းကကျွန်တော်စစ်မထုတ်ပါသေးတော့ဒီညမှာတော့ဒေတာကတော့ကျွန်တော်တို့တို့နှစ်ခုပဲရှိရတယ်ကျွန်တော်ကြည့်မိတလို့ဘောနော်နှစ်ခုပဲရှိတဲ့အခါမှာကျွန်တော်ဒါကတော့ new home sale ဆိုတဲ့ဒေတာတော့ဗျာကျွန်တော်တို့အမြဲတမ်းရွှေ့နေတဲ့ဒေတာပါကျွန်တော်တို့သတင်းစာနေကြတာထွက်မယ်ဆိုပြီးတော့အခုချိန်ဒီမထွက်သေးဘူးအမေရိကန်အစိုးရ government shutdown ဖြစ်နေလို့ဘောနော် အစိုးရလုံဆောင်မှုတွေရဲ့ sign တွေတော့ခဏခဏရွှေ့နေရတဲ့ဒေတာတနင်္လာအင်းတနင်္လာနေရာနေဒီနေ့ကြာလာပရင်းနေ့ပြကျွန်တော်ဗမာစံတော်ချိန်ညနေ9နာရီခွဲတိရွှေ့လာခဲ့တယ်။ new home set data ကတော့ကျွန်တော်တို့ညံ့မယ်လို့မှတ်ထားတယ်ဗျနော် 800k 71 800k ပြီးခဲ့လာထွက်တာအခုစက်တင်ဘာလမှာ 710k ထွက်မယ်လို့မှန်းထားတယ်။ဒါမှမဟုတ်ခုနပြောလို့ဗျနော်ကျွန်တော်ဒီတင်ရထွက်ပါမလားတော့မသိဘူး။နောက်ရက်ဒီပန်းထက်ရွှေ့သွားမှာ။ဒါကဒီတင်တော့ကျွန်တော်ခဏမေးထားမယ်။ ်ဘာစလုံးရဲ့ည9နာရီမှာ GDP ကျူကျူကျူ3 data ထွက်ပေါ်ရှိတယ်သူကတော့တတိယကျွန်တော်3လပတ်တာ GDP ပေါ့နော် GDP ကတော့တော်တော်လေးညံ့သွားမယ်မှန်ထားတယ်ခင်ဗျ3%ဆိုတော့တော်တော်လေးတော်တော်လေးညံ့မယ်မှန်ထားတယ်3တော်ထားမယ်ပြဘာလို့လဲမိမယ်ဆိုရင်ကျွန်တော်တို့ကမနေ့ဖြန်တလတာဈေးပိပနေမှာကျွန်တော်ဈေးအကြအကောင်းကောင်းပြဖို့အတွက်ဆိုဒီဒီတို့ဒီညလိုညမျိုးမှာပြဈေးဆွဲတင်သွားမျိုးတွေရှိနိုင်တယ်ဈေးဆွဲတင်သွားကျင်တဲ့ဆိုရင် GDP လို data ပြညံ့သွားတာကို အကြောင်းပြုပြီးတော့ဆွဲတင်သွားမျိုးရှိနေတာပြတ်ကောင်သတိတော်ထားဖို့လိုအပ်တယ် GDP ဒေတာကြီးကတော်တော်ကြီးကို3.0ဆိုတော့0.8ကြီးတောင်ကျမယ်လို့မှန်းထားတာဆိုတော့နည်းလေးတော့သတိထားရမယ်ပြီးရင်တစ်ဖက်ကဒေါ်လာအင်းသက်ကိုတွက်ကြည့်မယ်ဆိုတော့ဒေါ်လာအင်းသက်က69အထက်ကိုရောက်နေဒါကတော့ကောင်းတဲ့လက္ခဏာပဲပြောလို့ရဒေါ်လာအင်းသက်69အထက်ရောက်တဲ့အခါမှာကမ္ဘာရွှေဘက်မှာအရောက်နေဝင်လာပြီးတော့ရောင်းလို့အားတွေကျွန်လာပြီးတော့ဈေးကျသွားမှာဖြစ်နိုင်တယ်ဒေါ်လာအင်းသက်နဲ့ကမ္ဘာရွှေရဲ့ပေါ့နော် ဒါပြောင်းပြန်အချိုးကျမှုကလည်းကျွန်တော်ထင်တယ်မကြခင်အသက်ဝင်လာနိုင်မယ်လို့ကျွန်တော်ယူဆထားပါတယ်။ပြီးတော့ဒီနေ့မှဆိုရင်ကျွန်တော်တို့ကမင်းညဆိုရင်အမေရိကန်ပုံပန်ဥက္ကရာကပိုးဝဲကဘန်ဒလုံရှော့ခဲ့တယ်ပေါ့နော်။ကျွန်တော်4.25%နဲ့4%ဒီရှော့ခဲ့တယ်။ဒါပေမဲ့ကျွန်တော်တို့ဘန်ဒလုံရှော့တိုင်းနဲ့ကမ္ဘာရွှေစီတက်မှာမဟုတ်ဘူးနော်။ကျွန်တော်တို့တော်တော်များများဟာဘန်ဒလုံရှော့ပြီဆိုရင်ကမ္ဘာရွှေစီတက်မယ်တက်မယ်လို့ပြောကြတာ။မဟုတ်ဘန်ဒလုံရှော့တိုင်းနဲ့ကမ္ဘာရွှေစီတက်မှာမဟုတ်ဘူး။ဒီ0.25%ရှော့ဖို့ဆိုတာလွန်ခဲ့တဲ့2လ7လပိုင်းပိုးဝဲဂျက်ဆင်ဟော့စ်ဘန်ဒါရေးစုဝေးပွဲမှာ ြောကြဲကကျွန်တော်မှန်းမိတာအဲ့မှန်းမိတာကိုမှန်းမိတာကြောင့်မို့ကဘာရွှေစရာစံချင်းတင်တက်လာခဲ့ခြင်းဖြစ်ပါဒီဘန်ဒလုံးရှော့ဖို့အတွက်ကဘာရွှေစရာတက်ခဲ့ပြီးသားဒီဘန်ဒလုံးရှော့လာလို့ကဘာရွှေစရာပြန်မတက်တော့ဘူးအဲ့ဆိုဘယ်ဟာဘယ်ဟာထက်အရေးပါလဲအဲ့ပိုးဝဲဘန်ဒလုံးရှော့ပြီးမှလုံတဲ့ဘန်သင်းစားခြင်းတွေဘက်မှာဘာကြီးပြောသွားလဲပိုးဝဲကပြောသွားလဲဒီနှစ်ရနောက်ဆုံးဘန်ဒလုံးဆုံးမချက်ဒီဇင်ဘာမှာလုံမဲ့ဘန်ဒလုံးဆုံးမချက်မှာသူဘန်ဒလုံးရှော့ဖို့ကသူတို့မသိကြသေးဘူးမရေရသေးဘူး သူတို့စဉ်းစားအောင်မယ် inflation တွေဘာတွေထက်စဉ်းစားအောင်မယ် trend ရကုန်သွယ်ကုန်တင်ကြောင့်အမေရိကန်ရဲ့ inflation ကမြင့်လာနိုင်ခြေရှိတယ်အဲ့ဒီအနေအထားတွေကိုလည်းထည့်သွင်းစဉ်းစားမယ်ဘာညာဆိုပြီးပြောသွားတော့ခဲ့ရပြတ်ကမှာပိုင်းလာပြပန်လုံးလုံးရှော့ဖို့မတိကြအောင်မတိကြတဲ့အနေအထားမှာကမ္ဘာချွေစီကအဆက်မတက်တော့ဘဲနဲ့မင်းညာတော့အသက်တန်ပြီးတော့ပြန်ကျသွားခြင်းဖြစ်ပါဒါလေးကိုကျွန်တော်ကတိထားဖို့လိုအပ်တယ်ပေါ့နော်။ဘိုင်းတုံးလုံးရှော့တိုင်းလည်းအာကမ္ဘာချွေစီတက်မယ်ဆိုပြီးတော့ပုံသေးနီးနဲ့သွားတက်လို့မရဘူး။သတင်းတွေကိုမှတ်ထားပါဘယ်တော့မှပုံသေးနီးနဲ့သွားမကြည့်ပါနဲ့။ဘိုင်းတုံးလုံးရှော့လို့ကမ္ဘာချွေစီတက်တယ်ဆိုတော့ ခေတ်ကကျွန်တော်တို့က2012 13လောက်မှာဂျန်ကိဖြစ်ပါတယ်အခုကဘန်ဒုံလုံးရှော့မယ်ဆိုတာနဲ့အဲ့မလျှော့ခင်ကတည်းကဆေးရကြိုတက်ပြီးသားပါဘန်ဒုံလုံးရှော့တာမလျှော့တာတဲ့အဓိကအဲ့ဘန်ဒုံလုံးအပြီးမှာလုံးတဲ့ဒင်းစာချင်းလင်းပွဲမှာအမေရိကန်ဘိုးဝန်တာဝန်ရှိသူတွေကဘနောက်လာမဲ့ဘန်ဒုံလုံးတွေမှာဘာကြီးလုပ်ဖို့ပြောသွားလဲသူတို့မှာဘလို့မူဝါဒတွေရှိတယ်ဘလို့ရွေချက်တွေရှိတယ်အဲ့အရာအရေးကြီးပါတယ်အဲ့အရာလေးကိုလည်းတိထားဖို့လိုပါတယ်ပြီးတော့ကျွန်တော်ဒီနေ့မနက်ခင်းတာဆိုရင်လည်းအမေရိကန်တမတော်နဲ့ထွက်နေတိုက်တက်မလာရှိချင်းပင်တော့မနော်တောင်ကိုရီးယားမှာကုန်သွယ်ရေးကိစ္စတွေ့ဆုံဆွေးနွေးနေတယ် ရလက်ကအရန်တိတာလေရလက်ကြီးမထွက်ဘူးဆိုပေမဲ့လည်းမစိုးဘူးလို့ပြောလို့ရတယ်။ဘုရားကရလက်ကအစိုးမဟုတ်ဘူး။အရန်ကြီးအကောင်းလည်းမဟုတ်ဘူးအလေလက်ပေါ့နော်အလေလက်။ဒါမှလည်းခြုံငုံကြည့်မယ်ဆိုရင်တော့လက်ရှိအချိန်ဒီပြ Trend net Trend ကတရုတ်ပြည်ကိုကုန်သွယ်ရေးကိစ္စတောက်လျှောက်ကုန်သွယ်ကုန်ကိစ္စတောက်လျှောက်ကောက်တာနဲ့နိုင်ရှင်မယ်ဆိုရင်တရုတ်ဘက်ကတုံ့ပြန်တာနဲ့နိုင်ရှင်မယ်ဆိုရင်တော့မစိုးဘူးဆိုလည်းမစိုးဘူးလို့ပြောလို့ရတဲ့အနေအထားမျိုးရှိတယ်ပေါ့နော်။လက်ခံနိုင်အောင်လည်းရလက်တခုထွက်တဲ့အနေအထားမျိုးရှိတယ်။အဲ့ဒီအနေအထားကြီးအကြောင်းကျွန်တော်တို့ဒီဘက်ကအမေရိကန်ဒေါ်လာအင်းသက်ကပေါ့နော်ပြန်မာလာနိုင်ပြီးတော့ကမ္ဘာရွှေစီး ဆက်ကြသွားနိုင်ပါတယ်။တခုရှိအောင်နော်ကဘာချွေစီကကျွန်တော်ပြဒီနေ့ trend နဲ့ရှိတွေ့ပြပြချင်းပါဒီနေ့ချက်ချင်းပြထိုးကြခြင်းပါလဲကြလိမ့်မယ်။မနေ့ပြန်တော့မှကြတာလည်းဖြစ်နိုင်တယ်။ကျွန်တော်တို့ကသတင်းတစ်ခုထွက်လာပြီဆိုတော့အဲ့ဒီသတင်းအဖက်ကြောင့်ပြတခါတချို့သတင်းအဖက်တွေကချက်ချင်းဖြစ်တာရှိချက်ချင်းကြသွားတာချက်ချင်းတက်သွားဖြစ်လိမ့်ရှိတယ်။တချို့သတင်းတွေအဖက်တွေကကြောင့်ကျွန်တော်တို့ကနိုင်နဲ့ချီစောင်းရတယ်၊ရက်နဲ့ချီစောင်းရတယ်၊တခါလေးဆိုလမ်းနဲ့ချီစောင်းရတယ်ဟာမျိုးရှိတယ်။အဲ့အဖက်ကမှကျွန်တော် trend နဲ့ရှိတွေ့တဲ့အဖက်ကလည်းချက်ချင်းတော့တက်ရောက်မှမတင်သေးဘူး။ကျွန်တော်တို့ဖြည်းဖြည်းချင်းပါနော်အစောဆုံးတက်ရောက်မှနဲ့ပြန် အာကျွန်တော်တို့တော့ကြဆုံးဆိုရင်တော့ဗျာလာပိုင်းဗျာဒီ7လပိုင်းလောက်မှာတက်ရောက်နိုင်ခြင်းရှိတယ်လို့ကျွန်တော်တို့မြင်တာပဲပေါ့နော်အဲ့ဒါတကမှ trend ရှိတွေ့ဆုံမှုကလည်းအဆင်ပြေသွားတယ်အဲပြီးတော့ trend ကပေါ့နော်ဒီအမေရိကန်ကနူပီးယားစမ်းသပ်မှုကိုပြန်လုပ်မယ်ဆိုပြီးပြောခဲ့တချို့ဒါမှကျွန်တော်တို့ဒီပေါ့နော်နိုင်ငံကြီးကကျွမ်းကျင်သူသူတွေတုံးသက်ချက်ကိုဖတ်ကြည့်တာတော့စမ်းသပ်ဖို့လုပ်ဖို့ကတော့တိတ်မလွယ်ဘူးဘာလို့လဲမို့ဆိုရင်အမေရိကန်ကနူပီးယားမပြန်ပွားရေးစာချုပ်ကိုလက်မှတ်ထိုးထားရုရှားလိုတရုတ်တို့နဲ့ကြောင့်တခြားအထက်ကြီးနိုင်ငံတွေထိုးထားတာ အဲ့ဟာဘက်ကမှာအဲ့ဒူရီယာစံတက်မှုထလို့တယ်ဆိုရင် तू ကရုရှားလိုတရုတ်လိုတခြားနိုင်ငံတွေကိုသူရန်စတယ်လို့ဖြစ်သွားတယ်အဲ့မှာပြိပခါတွေထပ်ဖြစ်လာနိုင်တယ်ပြောလက်ရှိမှာအမေရိကန်နိုင်ငံသွင်းဖြစ်စေအမေရိကန်နိုင်ငံပြင်ပဖြစ်စေနျူကလ িয়ার စမ်းသပ်ဖို့အတွက်ကတိတ်အဆင်မပြေဘူးဘာလို့လဲပြောဆိုရင်လက်ရှိမှာအမေရိကန်နိုင်ငံသူနိုင်ငံသားတွေကနျူကလ িয়ার နဲ့ပတ်သက်တယ်ပေါ့နော် knowledge knowledge စင်တာမြန်မာလာလာပြတဲ့ကမှာကျွန်တော်တို့ကနိုင်ငံသွင်းမှာစမ်းသပ်မယ်ဆိုနျူကလ িয়ার ရေဒီယိုတတ်တတိကြွမှုလို့နော်အဲ့အဲ့ဟာတွေဖြစ်လာနိုင်ခြေရှိတယ်အဲ့နေသားကိုအမေရိကန်ပြည်သူတွေရဲ့လက်ခံမှာမဟုတ်ဘူးနိုင်ငံပြန်ပမှာစမ်းမယ်ဆိုရင်လည်း အမေရိကန်ရဲ့နိုင်ငံနိုင်ငံရဲ့ခြားနေမြေတွေကပေါ့နော်ဥပမာရုရှားတို့တရုတ်တို့ဘာလို့လဲပေါ့နော်ထိဆက်နေပေါ့နော်ရုရှားဆိုရင်ဥမာအလက်စကာပြည်နယ်နဲ့ထိဆက်နေဂူဟန်ကျွန်းဆိုတဲ့ကြားမှာတရုတ်ရဲ့နိုင်ငံတကာရေပိုင်တဲ့နေနဲ့ထိဆက်နေတာဖြစ်တဲ့အခါမှာအဲ့မှာနျူကလ িয়ার တွားဆိုင်နေတဲ့ပြဿနာကြီးတက်သွားနိုင်တယ်ခင်ဗျအဲ့အကြောင်းပေါ်တချို့သောနိုင်ငံတကာရေးအသုံးသက်သူတွေကပြောနေတာဒါကတော့ထရန့်ကနျူကလ িয়ার ဆမ်းမယ်ဆိုပြီးတော့အမိန်ပေးတဲ့ဘာညာဆိုတာကလွန်ခဲ့တဲ့အကြောင်းပြ၈နှစ်9နှစ်လောက်ကထွက်ခဲ့တဲ့သတင်းဖြစ်ပါတယ် အဲ့ဟာကိုသူတို့ကထရန့်ကအာရှခီးစင်ရောက်နေတဲ့အချိန်မှာသူ့အတူကိုရီတွေးတဲ့သဘောမျိုးပေါ့နော်အမေရိကန်နဲ့နူဘီယာလက်နက်ပိုင်နဲ့ထိပ်တီးနိုင်ငံဖြစ်ကြောင်းကိုရီတွေးတဲ့သဘောမျိုးနဲ့ထုတ်ဖော်ပြောကြားတယ်ဆိုပြီးတော့ယူဆနေကြပါတယ်တကယ်လို့သာဒီတင်းနာအဖက်ဖြစ်တယ်ဆိုရင်ကမ္ဘာ့ရွှေစက်ခုချိန်ကျွန်တော်လေးတောင်းတရာအထက်မြင်နေရဒီလို3980ဒီပိုင်းမှာရှိနေမှာမဟုတ်ဘူးလေးတောင်းတရာအထက်မြင်နေရဒီတင်းနာအဖက်ရှိသွားဆိုကမ္ဘာ့ရွှေစက်ခုချိန်မှာကျွန်တော်တို့ rocket လိုမျိုးတောက်လျှောက်တက်သွားပြီးတော့လေးတောင်းတရာအထက်လောက်မြင်နေရဖြစ်ပါတယ်လွန်ခဲ့တဲ့၈နှစ်ရထွက်ခဲ့တဲ့တင်းပြ ုချိန်ဒီတော့တရားဆိုတာ AC ဖြစ်နေဒါပေမဲ့အဲ့လိုဒီမသက်သွားရင်ဒါကဈေးကွက်က trend ရည်ဒီပြောကြချက်ကိုယုံတဲ့သူရှိကောင်းရှိနိုင်တယ်ဒါပေမဲ့မယုံကြည်မှုကများနေတဲ့အခါမှာအရန်ကြီးထောင်မသက်သွားခြင်းတော့ယူဆလို့ရပါတယ်ဒါပေမဲ့တရင်နေဟာနိုင်ငံရေးရထုံးစံတိုင်းပေါ့နော်တကယ်ဖြစ်လာလားဖြစ်မလာဘူးလားဆိုတော့ဆက်ပြီးတော့စောင့်ကြံဖြစ်ပါတယ်အဲ့တော့တရင်အားဖြင့်ခြုံငုံကြည့်မယ်ဆိုရင်ကျွန်တော်တို့ကမ္ဘာရွှေစီလက်ရှိတော့ကျွန်တော်ဈေးပြန်ဆွဲတင်ဖို့တော့စူးစမ်းနေပြီမလဲတရင်နေတခုပြီးတခုထုတ်ပြီးတော့เนาะကျွန်တော် try and nuclear sand ခိုင်းတဲ့တရင်နေပိုင်းထုတ်ပြီးတော့ပြန်ဆွဲတင်ဖို့စူးစမ်းနေပြီမလဲကျွန်တော်အမြင်ကတော့ အရန်ကြီးတက်ဖို့တော့မမြင်ရနိုင်ဘူးသတင်းပိုင်းရလေ။ဘာလို့ဆိုတော့အင်တာနက်ပြန်မာလာပြီဆိုတော့လေ။အဲ့ဒါဆိုတော့ကျွန်တော်ကတော့သတင်းပိုင်းရလေကမ္ဘာရှုအကြမ်းမ်းပါလေ။ဒီလိုအကြမ်းမ်းတဲ့ခါတခုတော့ရှိရမှာပေါ့နော်။ကျွန်တော်ရောက်တဲ့ဈေးမှာလိုက်ရောင်းတာလည်းဆိုင်ရင်ကျွန်တော်ကတော့အမြင်ဈေးကိုစောင့်ပြီးရောင်းတာမျိုးအောင်ကျွန်တော်တို့ပို့ပြီးအနေနဲ့ခင်းနိုင်တယ်။အဲ့ဒါလေးကိုသတိပေးချင်ပါလေ။ပြီးတော့ကျင်းတိပေါက်ကြမယ်လို့ဆိုလိုခြင်းမဟုတ်ပါဘူး။ကိုယ်တွက် risk ယူနိုင်မဲ့အယောင်းဝယ်ပမာဏနဲ့ပဲအယောင်းဝယ်လုပ်ပါ။ risk management တေချာလုပ်ထားပါအရှုံးပိုင်းဈေးတန်းတွေပိုင်းတေချာပေးထားပါဈေးကွက်မှာဘာမစိုးဖြစ်နိုင်ပါလဲအခုကမ္ဘာရွှေဈေးကွက်ဆိုပိုဆိုးပါတယ်ချက်ချင်းတက်သွားနိုင်လို့ချက်ချင်းလည်းပြုတ်ကျသွားနိုင်ပါတယ်ဒီနေသားမှာကျွန်တော်အယောင်ဝယ်လုပ်မယ်ဆိုရင်ကျွန်တော်တို့ risk management တေချာလုပ်ထားဖို့ကအရန်အရေးကြီးပါတယ်ခင်ဗျာဒါလေးရောကျွန်တော်ဒီနေ့အော်တိုဘာလ30ရက်နေ့ပေါ့နော်ကျာရာရင်းနေ့တက်တာကမ္ဘာရွှေဈေးကွက်သုံးသက်ချက်ပြီလို့ဖြစ်ပါတယ်အခုလိုမှသုံးသက်ချက်ဗီဒီယိုတွေကို up to date ကြည့်နေဆိုရင်တော့ကျွန်တော်ရ Facebook account ကျွန်တော်ရဲ့ YouTube channel ကျွန်တော်ရဲ့ Telegram channel ကျွန်တော်ရဲ့ TikTok တွေကို subscribe subscribe ဖတ် and follow လေးလုပ်ထားပေးကြပါခင်ဗျာပြီးတော့ကျွန်တော်ဒီမှာဒီကဘာချွေရောင်းဝယ်လုပ်ငန်းနဲ့ပတ်သက်တဲ့ online တိတက်အခြေခံတွေနဲ့တက်ရောက်ဖို့စုံစမ်းမေးမြန်းနိုင်ပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးလဲကျွန်တော်ရဲ့ Viber ကျွန်တော်ရဲ့ Telegram ကျွန်တော်ရဲ့ YouTube channel ကျွန်တော်ရဲ့ TikTok account တွေကနေစုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာကဘာချွေ Twitter အားလုံးပဲဒီနေ့အော်တိုဘာလ30ရက်နေ့ကျန်နေတယ်ပေါ့နော်ညဘက်ပိုင်းအမေရိကန်ဈေးကွက်ချိန်မှာကဘာချွေစီအတကြာကိုကျွန်တော်တို့အထူးတတိထအရောက်ဝယ်လုပ်ပြီးတော့ အကျိုးမြတ်များပတ်စံနေကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျ။